သင်းရှင်ကြီးရှိပါတယ်လို့ပြောတဲ့ပုံကိုယ်ကြီးအကုန်လုံးဒီစိတ်ကူးကြံစီပြီးတော့ဒီဖန်ဆင်းုံနေမကောက်ဖရဒီကဘာကြီးကိုပါထိချုပ်တာကဘာကြီးကိုဟိုနေဘက်ကိုရိုင်းလို့ရှိရင်ကဘာပြောမှဆိုလို့ကဘာကြီးကိုထိချုပ်တာတဲ့အင်း န်ဆင်းရှင်ကြီးရှိပါတယ်လို့ပြောတဲ့ပုံကိုယ်ဒီအကိုလုံးတီစိတ်ကူးကြံစီပြီးတော့ဒီဖန်ဆင်းအောင်နေမကောက်ဖရဒီကဘာကြီးဥမာထိန်းချုပ်ထားတာဘယ်အောင်ကြည့်မသိလဲဆိုလို့ဥမာဒါရက်နေဗျာဒါကဘာကြီးနေနဲ့ကဘာနဲ့အကွာအဝေးကိုကျွန်တော်ပြောမယ်ကျွန်တော်ငယ်တုန်းကတင်ခဲ့တာမိုင်ပေါင်း63တန်းဟောဒါထားပါတော့ဘလောက်ပဲဖြစ်ဖြစ်ဗျာဒီအကွာအဝေးရဲ့ဟောအရေးချင်းအဓိကမကြောက်ဘူးဒီဒါကဘာကြီးဒါနေကြီးကဘာကြီးကနေဘက်ကိုနည်းနည်းလေးတိုးမယ်ဆိုရင် ကျွန်တော်ကဘာမှာရှိတဲ့လူတွေအကုန်လုံးအရေးပြောပြီးတေကုန်ပါဗျအနောက်ကိုနည်းနည်းလေးစုပ်သွားလို့ရှိရင်လဲအေးပြီးတော့တေကုန်ပါဆိုတော့ကဘာနဲ့နေနဲ့အကွာအဝေးကိုရှေ့လဲတိုးလို့မရဘူးနောက်လဲစုပ်လို့မရအောင်တဘောတရားကြီးမဖန်မဖန်ပြီးပေးနိုင်ဘူးကျွန်တော်ညင်တဲ့တဘောတရားကြီးဆိုတာအမြဲတမ်းဖောက်ပြန်နေတာဆိုတော့တဘောတရားကြီးကမဖန်တီးပေးနိုင်ဘူးမဖန်ဆင်းပေးနိုင်ဘူးဒါပေမဲ့ဖျားသခင်ကဒီကဘာကြီးကိုရှေ့မတိုးအောင် နောက်မစုပ်အောင် तू ကဖန်ဆင်းထားတဲ့အပြင်ကိုယနေ့ချိန်ထိထိန်းချုပ်ထားတယ် 阿拉讲不咯，你那伢那是你那一手啦，我们骗你的，哎，我们没骗啊，大伯第二啊，没露皮内幕，培养他肯阿达嘞，你个把结果，退休兵的都哎，看明我讲得好得行嘞，等我讲得话得行嘞，这种阿龙你个把几的嘛，你在努力，阿高龙就是阿得行啊，你个把几没必要一样培养退休兵了。多后比，你实在我拿破几，你实在我拿破十几啊，你没得嘛，借多比多嘛，人受推的。 ရည်တွက်လို့မရတဲ့ကြဲတွေဂျိုတွေအများကြီးရှိတယ်အဲ့ဒါတွေတချို့အရာတွေကပြန်နေရနော်ကဘာကြီးလို့ပေါ့ဗျာသွားနေတာကဘာကြီးကနေုံလဲပတ်တယ်သူ့ကိုယ်သူလဲလဲပတ်တယ်အချိန်အတိအကျဖြစ်အောင်သူသွားနေရအချိန်နည်းနည်းမှလွဲလို့မရအောင်အဲ့လိုလွဲလို့မရအောင်တဘာတရားကြီးကမထိန်ချုပ်ပေးနိုင်ဘူးတရားရောက်ကထိန်ချုပ်ပေးလို့ကဘာကြီးကယနေ့ချိန်ကြီးရက်တည်နေတာအဲ့ဒါကိုလူတွေကလေမတိတဲ့အပြင်ကိုတရားကြီးဘယ်သူမှမထိန်ချုပ်ပါဘူးဆိုဘာမှလို့ပြောမယ်ဆိုတော့စော်ကားတာပေါ့ဗျာ အဲ့လိုစော်ကားတဲ့အတွေးခေါ်နေတဲ့တွေးခေါ်တွေးခေါ်နေတယ်ကျွန်တော်တို့ဟုတ်လားအကျွန်တော်လည်းငယ်အရင်ကအဲ့လိုထင်ခဲ့တာဒါပေမဲ့ကြီးလာတဲ့အခါမှာကျွန်တော်စဉ်းစားတယ်ပညာရှင်တင်တဲ့အခါမှာအော်နောက်မှသိရဒီကဘာကြီးကိုထိန်းချုပ်ထားတဲ့သူတရားအောင်ရှိပါသလားဥပမာပြောမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်မောင်းတဲ့ကားမှာတခါကျလူတွေပါတယ်ဗျာဆိုတော့ဒီကားကိုကျွန်တော်မောင်းလာတယ်မောင်းလာရင်လည်းကျွန်တော်စိတ်မရှိလို့ကားပေါ်နေကိုခုံစင်းပြီးကားကြီးတိုင်းလွတ်ထားမယ်ဆိုဘာဖြစ်သွားမှာလဲထိန်းချုပ်တဲ့သူမရှိလို့ရှိရင်လူတွေတေကုန်မှာပေါ့ ကောင်းအောင်ပါတဲ့လူတွေပေါ့ဗျာတိုက်ခိုက်ခြင်းအဖြစ်လားဒါမှမဟုတ်ရှင်ကာကြီးတိမ်းမောက်သွားခြင်းအဖြစ်လားသေကုန်မှာပေါ့ကျွန်တော်ထိန်းချုပ်ထားတဲ့အတွက်ဒီကာကြီးကမတိုက်ခိုက်မတိမ်းမောက်ဖြစ်တာလေအဲ့ဒီလိုပဲဒီကမာကြီးကလည်းတယောက်ယောက်ကမထိန်းချုပ်ထားဘူးဆိုလို့ရှိရင်မကင်တွေထားဘူးဆိုလို့ရှိရင်တခုနဲ့သွားတိုက်မယ်မတိုက်ရင်တော့မှနည်းနည်းလေးရွှေ့သွားမယ်ကဘာကြီးရွှေ့လို့မရဘူးเนาะရှေ့ကိုနေဘက်ကိုနည်းနည်းလေးတိုးလို့မရအောင်အနောက်ကိုနည်းနည်းလေးဆုတ်လို့မရဘူးကဘာကြီးကသူ့အချိန်နဲ့သူ့သူ့ရဲ့လေပတ်မှု နှုံးနဲ့သူတွားနေတာအဲ့ဒါကြီးကိုတယောက်ယောက်ကထိမ့်ချုပ်ထားတဲ့အတော့တင်နဲ့ကျွန်ုပ်မသိတာအဲ့တော့ဒီကမာကြီးကိုဖန်ဆင်းတဲ့ဖရာရှိသူတို့ထိမ့်ချုပ်ထားတဲ့ဖရာလည်းအဲ့ဖရာပဲဆိုတဲ့အတော့ဟုတ်ပြီနောက်နေ့မှာကျွန်တော်ဆက်ပြီးပြောရပါမယ်ဟောတချို့မိသားမိကုံတွေရှိတယ်ဘာလဲလဲဆိုလို့ရှိရင်ဒီဒါဆိုလို့ရှိရင်တဲ့ဒီကမာကြီးမှာငလီနေဘာလို့လောက်တာလဲဖရာထိမ့်ချုပ်တယ်ဆိုဘာလို့မထိမ့်ချုပ်နိုင်တာလဲဘာလို့မုံတိုင်းတွေတိုက်တာလဲဆိုတဲ့အရာတွေမိသားတွေမိကုံတွေရှိတယ်ဟောနောက်နေ့မှာကျွန်တော်ဆက်ပြီးတော့ဖြေသွားပေးမယ်ကျွန်တော်ပြောတဲ့အရာတွေကိုအမြင်ချင်းမတူတာရှိမယ်ဆိုတဲ့အတော့ တော့ကြော်သားပေးပါလူကြီးလူကောင်းတွေအများကြီးပါတယ်ဆိုတာကျွန်တော်သိပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပေးချင်ပါတယ်နောက်နေ့များမှာလည်းကျွန်တော်ဆက်လိုက်ပြီးတင်ဆက်ပေးပါအောင်မယ်ကျွန်တော် page လေးကို like and follow လုပ်ပေးကြပါဦးဟုတ်မယ်မင်္ဂလာပါဒီနေ့က2025အောက်တိုဘာလ14ရက်နေ့ပေါ့ဗျာနော်ဒုတိယမြောက်ပို့ပေါ့ကျွန်တော်အောက်မှာဘာသာကြားတယောက်ကနေလာမန်းသွားတယ်ဖရာတို့ဗုဒ္ဓကတဲ့ကောင်းလို့ရရာဒီတွင်တင်ဆုံးမသွားတာပါတဲ့ကောင်းပါတယ်တဲ့သူကဖရာတော့မဟုတ်ပါဘူးတဲ့အဲဒါမျိုးလေးတွေလာတာ ပြီးတော့ line ပေါ်မှာတော်တော်များများအခုနောက်ပိုင်းကျွန်တော်တွေ့လာကျွန်တော်ရဲ့အာရန်နဲ့အေဝါဒီပင်လင်းရင်ဖန်ဆင်းရှင်ဖန်ဆင်းထားကြောင်းကိုကိုယ်တိုင်မမြင်ခဲ့ရပါဘူးဆိုတဲ့ဇာတ်ကိုခြေပလာတဲ့ဇာတ်ကြီးပြန်ပြီးတော့ creation လို့ပြီးခြေပတဲ့နေရာဒီမှာတော်တော်များများဖန်ဆင်းရှင် ကိုယ်ဝယ်သူတွေရဲ့ညာရင်ညာသွေးဘလောက်နေပါလဲဆိုတဲ့ပြဿနာကိုပြောပြမယ်เนาะ သူတို့ကဘာကိုဥပမာပေးလဲလို့မေးလို့ရှိရင်ဒါအမြဲတမ်းပါပဲအောက်မှာ comment လာရေးတာအဲ့ဒီအဖြေကိုလည်းကျွန်တော်အမြဲတမ်းပေးပါတယ်သူတို့ကအောက်မှာ comment လာရေးတိုင်းမှာပါခင်ဗျားလေကိုမြင်ဘူးသလားတဲ့ခင်ဗျားလေရှူနေတယ်ဆိုတာလေရှိတယ်ဆိုတော့ခင်ဗျားယုံသလားတဲ့မမြင်ဘူးပဲနဲ့ခင်ဗျားဘာလို့ယုံတာအဲ့ဒါညံညံသွေးနေပါတာအဲ့ဒီဥပမာကြီးပေးတဲ့လူတွေရဲ့အတိညာကအလွန်မတန်ညံညံသွေးနေပါတယ်လို့ပြောလို့ရတယ်ကိုကျော်ကြီးပြောနေတဲ့ဇကားတွေကိုမြင်တဲ့လူဘယ်သူရှိလဲဇကားတွေဇကားတွေကိုမြင်တဲ့လူဘယ်သူရှိလဲ ကိုကျော်ကြီးပြောတဲ့စကားတွေကိုနားလည်တဲ့လူတွေရှိသလားရှိတယ်စကားကိုမြင်ရတဲ့သူဘယ်သူမှမရှိဘူးစကားဒီ voice အတန်သာဖြစ်တယ်မျက်စိနဲ့မြင်နိုင်တာမဟုတ်နားနဲ့ကြားနိုင်တာနားနဲ့ကြားနိုင်တဲ့အရာဒီအလုံးကိုမျက်စိကမမြင်နိုင်ဘူးမျက်စိနဲ့မြင်နေတဲ့အစင်းတွေကိုနားကမကြားနိုင်ဘူးဒီရတာကချိုးပါတယ်ဒီရတာကချင်ပါတယ်ဒီရတာကငံပါတယ်ဆိုတော့မျက်စိနဲ့မြင်နိုင်လား no အဲ့ဒီတရားကိုဟောနိုင်တာဗုဒ္ဓဘာသာပဲရှိတယ်မျက်စိနဲ့မြင်နိုင်တဲ့အရာကိုနားကကြော်ပြီးအလုံးမလုံးနိုင်ဘူးနားနဲ့ကြားနိုင်တဲ့အရာကိုနှာခေါင်းကကြော်ပြီးအလုံးမလုံးနိုင်ဘူးနှာခေါင်းနဲ့သိနိုင်တဲ့အရင်အနံ့ကိုရှာကကြော်ပြီးအလုံးမလုံးနိုင်ဘူးဒီခန္ဓာကိုယ်မှာတွေ့ထရတဲ့လေးဆိုတာခန္ဓာကိုယ်ရက်ကလေးခတ်လိုက်လို့ရှိရင်အဲ့ဒီရက်ကလေးကိုအသားအောင်လာထိလေးရှိတယ်ဆိုတာသိနိုင်တယ်မျက်စိနဲ့မမြင်နိုင်ဘူး နှာခေါင်းနဲ့ရှူလို့ရတယ်နှာခေါင်းထဲမှာတိုးထိပ်မှုဒါကိုသိတယ်လေဝင်သွားရင်နှာခေါင်းထဲကိုတိုင်းဆိုတိုးထိပ်သွားတာသိတယ်အကယ်၍အဲ့ဒီနှာခေါင်းထဲမှာအနံ့ပါလာတယ်ဆိုရင်အနံ့ကိုနှာခေါင်းကသိတယ်ကောင်းတဲ့အနံ့မကောင်းတဲ့အနံ့မကောင်းတဲ့အနံ့ကောင်းတဲ့အနံ့ကိုမျက်စိနဲ့မြင်တဲ့လူဘယ်သူရှိတယ်အဲ့ဒါယုံကြည်မှုလားအဲ့ဒါကိုယ်တိုင်သိတရားကြီးဒါကနံပါတယ်ဒါကမှုွေးပါတယ်ဆိုတော့ကိုယ်တိုင်သိတရားကြီး အဲ့ဒီအာယုံ၅ပါးကတယောက်တစ်ခုနဲ့တစ်ခုကကျူးလွန်ပြီးကြော်လွန်ပြီးမသိနိုင်ဘူးအဲ့ဒါကိုမြဲစွာဘုရားကဒီအာယုံ၅ပါးဒီတစ်ခုနဲ့တစ်ခုကြော်ပြီးမသိနိုင်ဘူးသူတို့ကိုသိနိုင်တဲ့အရာဒီသူတို့ကိုခံစားနိုင်တဲ့အရာဒီစိတ်လို့ပြောတာနှာခေါင်းထဲမှာရှိတဲ့ပတာရဓာတ်နဲ့ပတ်သက်ပြီးတော့အနံ့ကိုခံနိုင်တာဒီပတာရဓာတ်ပျက်စီးသွားရင်ဒီနှာခေါင်းထဲမှာရှိတဲ့ပတာရဓာတ်ပျက်စီးသွားရင်ကိုဗစ်တုံးကဖြစ်ခဲ့ဘူးကြတယ်မလား အနံ့မရတော့တယ်ပြဿနာအဲ့ဒီအဲမှာပတာရယုတ်ဆိုတာရှိတယ်အဲ့ဒီယုတ်ကမခံစားနိုင်တော့ဘူးဆိုအဲ့ဒီယုတ်မှာစိတ်ကလာဖြစ်တာခံစားမှုစိတ်ကလာဖြစ်တာအဲ့ဒီယုတ်ကမခံစားနိုင်တော့ဘူးဆိုရင်အဲ့ဒီယုတ်ပျက်စီးသွားရင်အဲ့ဒီအနံ့ကိုမသိတော့ဘူးတခါတလေမှရှာမှအရသာပြတ်သွားတဲ့လူတရှိတယ်ဘာရသာမှခံလို့မရတော့ရှာအကြည်ဓာတ်ကြီးပြတ်သွားတာလည်းရှိတယ်ဟုတ်လားအဲ့ဒါဆိုရင်ရှာကပတာရယုတ်ကြီးပျက်စီးသွားတာဖြစ်ခြင်းကြောင့် ရှာနဲ့တိတ်နိုင်တဲ့အရာသာတွေမရတော့အဲ့တော့ပေါ်တော်တော်ကြောင်တောင်တွေလေရှိလားလေကိုဖန်ဆင်းရှင်ကဘာနဲ့တိတ်နိုင်လဲခန္ဓာကိုယ်မှာအစိပ်ပိုင်း6ခုရှိတယ်မျက်စိနားနှာလျှာကိုယ်မနောမနောစိတ်6ပါးရှိတယ်ဘာနဲ့တိတ်နိုင်လဲစိတ်နဲ့တိတ်နိုင်လားစိတ်စိတ်နဲ့တိတ်နိုင်လားစိတ်မှာအတွေးခေါ်တွေအသိဉာဏ်တွေဉာဏ်ပညာတွေ ောင့်ရှိတယ်။အဲ့ဒါနဲ့သိနိုင်လား။ဘာနဲ့မှမသိနိုင်ဘူး။ဒါဆိုရင်သူ့ကိုဘယ်လိုသိနိုင်လဲ။စိတ်ကူးရင်ပြီးသိနိုင်တယ်။စိတ်ကူးရင်ပြီးသိတဲ့အရာမှန်သမျှဒီစိတ်ကူးသိတယ်။အဲ့တော့ဖန်ဆင်းရှင်ကြီးရှိပါတယ်လို့ပြောတဲ့ပုံကိုယ်ကြီးအကုန်လုံးဒီစိတ်ကူးကြံစီပြီးတော့သူတို့ကြံစီထားတဲ့အရာတွေကိုဟုတ်မှန်ကြောင်ပြောတာ။ဟုတ်မှန်ကြောင်ပြောတာ။အာဘိဗံကြီးကိုဖះ ကျန်းစာထဲမှာဘလို့ဘယ်ချင်ရဘစ်ဘန်ကြီးကိုဘလို့လုခဲ့တာလို့ညာလို့ခုခေကြီးထဲမှာဘစ်ဘန်ဘစ်ဘန်ဖြစ်ခဲ့တယ်ဆိုတာလဲစိတ်ကူးရင်ပြီးကြံစီထားတာဒီဟာကဒီလိုဖြစ်နိုင်ခြင်းရှိတယ်ဆိုပြီးတော့ကြံစီတာလက်တွေ့သိခဲ့တာမဟုတ်ဘူးဖြစ်နိုင်ခြင်းရှိတဲ့အရာကိုကြံစီလိုက်တာဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်အဲ့ဒါကိုကျန်းစာထဲရေးထားတယ်သွားတိုက်ဆိုင်တယ်โอเคပြဿနာမရှိဘူးဒီဘစ်ဘန်ကြီးဖြစ်တယ်ပဲပြောပြောမဘစ်ဘန်ကြီးမဖြစ်ဘူးပဲပြောပြောအဲ့ဒါကိုလက်တွေ့ပြလိုက် လက်တွေ့ပြလိုက်ဒီ big ben ဆိုတဲ့ပောက်ကွဲမှုကြီးကိုစက်ကြဝဠာပောက်ကွဲမှုတစ်ခုကိုနမူနာပြလိုက်ပြလိုက်လို့ရှိရင်နောက်ထပ်ကြယ်တွေလာတွေထက်ထွက်လာအောင်ကဘာတွေထက်ထွက်လာအောင်လူသားတွေထက်ထွက်လာအောင်ဟုတ်လားအဲ့ဒါဆိုရင် okay right ဒါဆိုရင်ရှိတယ်ဟုတ်လားအာရနဲ့အေဝဒီပင်လျင်သူကမွေးလိုက်တဲ့သားသမီးတွေမွေးတာနောက်ထပ်လူထက်မှဖန်ဆင်းဘူးလူထက်ဖန်ဆင်းတာမှရှိဘူးရှင့်အခုဖန်ဆင်းပြ နောက်ထက်ကဘာရဲ့အလဲလူသားပေါ့ကွာကဘာရဲ့အလဲလူသားပေါ့နော်ဖန်ဆင်းပြအာရန်နဲ့အေဝါတောင်လူကိုဖန်ဆင်းတာမမြင်ခဲ့ရဘူးဒီကဘာလောကကြီးဆိုဝေရောဘုရားကျမ်းစာထဲမှာအဆုံရှိပြီးသားလေမင်းတို့ငကိုတွေကအစအဆုံးရှင်းပြထားပြီးသားလေဟုတ်လားရေဆိုတာလဲရေပြင်းကြီးလို့ပြောလိုက်တယ်ရေဆိုတာမင်းတို့မြက်ဖြားပုံမှာတီးနေတဲ့ရေကိုကြည့်တယ်ရေဒီအပြားမဟုတ်ဘူးအလုံးလိုက်ကြီးတီးနေတာအဲ့တော့ နောက်တစ်ခုကမြက်စွာဘုရားကစပြီးတော့ပြောလိုက်သေးကမြေအောင်မှာရေရှိတယ်။မြေကြီးရအပေါ်မှာမြေကြီးရအောက်မှာရေရေအောက်မှာလေရှိတယ်။လေအောက်မှာအာကာသလတာကြီးရှိတယ်လို့ပြောတာ။ဒီမြေကြီးနဲ့ရေနဲ့ကိုလုံးဝနေတဲ့တရံမင်းတို့မျက်စိနဲ့မြင်အောင်လေတို့ဖီအားနဲ့ဆွဲထားတာအဲ့ဒါအဲ့ဒီရေတွေအဲ့ဒီခုနေနေမပြိုကွဲတော့လေလူဖီအားနဲ့လှုပ်ထားတာအဲ့လေကပင့်တင်ထားတယ်လို့ခေါ်တာခန္ဓာကိုယ်မှာရှိတဲ့ဝါယောဓာတ်ဆိုတာ အပေါ်ကိုတွန်းတင်တဲ့လေရှိတယ်အောက်ကိုဖိချတဲ့လေရှိတယ်လေမှာတွန်းတင်တဲ့လေလည်းရှိတယ်ဖိချတဲ့လေလည်းရှိတယ်အဲ့တော့လေတို့ဖိရလေတို့ဖိရနဲ့လေတို့ကဖိတာလည်းရှိတယ်တွန်းတာလည်းရှိတယ်ကန်တာလည်းရှိတယ်လေလုံးပိတ်ထားတဲ့တန်ဘုံတဘုံတွေကိုလေတွေအကုန်လုံးဆွဲထုတ်လိုက်ဆွဲထုတ်လိုက်အဲ့ဒီလေကတွန်းကိုပုံကြပါတယ်အဲ့ဒါဘာဖြစ်လို့လဲအထဲထဲမှာတွန်းကန်ထားတဲ့လေမရှိတော့လို့အပြင်ကနေဖိလိုက်တဲ့လေရဲ့တန်ကိုမခံနိုင်တာအဲ့ဒီအချိန်ကျရင်အဲ့ဒီလေသည် ော်တိုမက်တစ်အထဲကတွန်းကန်ထားတဲ့လေမရှိသေးတဲ့ကြောင့်အဲ့ဒီတန်ဘုံကပိန်ကျသွားတယ်အလုံးမတန်မာကြောတဲ့ဆုပ်ခွက်တွေရနေပြီးအဲ့ဒီလေကိုဆွဲထုတ်လိုက်အထဲထဲမှာတွန်းကန်တဲ့လေမရှိတဲ့အတွက်အဲ့ဒီဆုပ်ခွက်နှစ်ခုကိုဆွဲခွာလို့မရအောင်အဲ့ဒါဘာကြောင့်လဲလို့မေးလို့ရှိရင်အထဲမှာတွန်းကန်ထားတဲ့လေမရှိဘူးအပြင်ကဖိတဲ့လေတဲ့တန်ကိုမခံနိုင်ဘူးနားလည်လားဒါတွေကလက်တွေ့ပြလို့ရတယ်ကိုယ်တိုင်သိနိုင်တဲ့တရားတွေဖြစ်တယ် ိုတိုင်သိနိုင်တဲ့တရားမဟုတ်ဘဲနဲ့စိတ်ကူးပြီးတော့ကြံစီပြီးအကြောင်းပြချက်ပေးတာကဘာသာပေါင်းလုံးကအကြောင်းပြချက်ပေးလို့ရတယ်။အကြောင်းပြချက်ပေးတဲ့အရာမှန်သမျှသည်အကြောင်းပြချက်ပဲပေးလို့ရတယ်။ကိုတိုင်သိတရားမဟုတ်ဘူး။ဘုရားတရားသည်ငါကိုတိုင်သိထားတာငါကိုတိုင်သိတဲ့တရားကိုဟောဒီနီးအတိုင်းလို့မင်းကိုတိုင်သိရမယ်လို့အမခံတယ်။ပေမသိရမယ်ဆိုတာဂျင်းထဲတာ။ပေမသိမှဆိုလက်လက်ရှိအရှင်လက်လက်အကောင်ကြီးတော့မသိတာလေ။ တိမ်မတိရမယ်ဆိုတာအဲ့ဒါဂျင်းမယ်ဗုဒ္ဓဘာသာကဗုဒ္ဓတရားတွေကလက်တွေ့ကိုယ်တိုင်သိရမယ်ကိုကျော်ကြီးခမရကိုယ်တိုင်သိလားကိုယ်တိုင်သိတဲ့တရားတွေရှိနေပါပြီဟုတ်ပြီနော်အဲ့ဒါကြောင့်လို့ရဲရဲရဲရင်ယုံကြည်ပါတယ်ရဲရဲရဲရင်ယက်တည်ပါတယ်အဖန်ရှင်ရှင်ကြီးရှိပါတယ်လို့ပြောတဲ့ပုံကိုယ်ကြီးအကိုလုံးသည်စိတ်ကူးကြံစီပြီးတော့ဒီဖန်ဆင်းအောင်နေမကောက်ဖရာဒီကဘာကြီးကိုမထိ ंछ ုပ်ထားတာဘေးရောက်ကြည့်မသိလဲဆိုလို့ဥမာဒါရက်နေဗျာဒါကဘာကြီး ဘာကြီးကိုထိန်းချုပ်တာတဲ့ကဘာကြီးကိုဟိုနေဘက်ကိုယိုင်လို့ရှိရင်ကဘာပြောင်းမှသူ့လိုကဘာကြီးကိုထိန်းချုပ်တာတဲ့ဟုတ်ပါပြီကဘာကြီးကိုထိန်းချုပ်နိုင်တယ်သူတို့ရှိရင်ခုကဘာမှာဖြစ်ပြက်နေတဲ့အရာလေးတွေပေါ့နော်စစ်ဘေးတို့ငလင်ဘေးတို့ငမုတ်ခေါင်ပါဘေးတို့သင်ရဲဘေးတို့အလုလက်မဲ့ဘေးတို့အဲ့ဒါကြတော့ဘာကြောင့်မထိန်းချုပ်ကြလဲအဲ့ဒါဒီပါထိန်းချုပ်မယ်ဆိုလို့ရှိရင် ကဘာကြီးကတာယာဆိုပြေးပြီးတော့ကြည့်ချင်းစရာကောင်းတာပေါ့အခုကကဘာကိုကြတော့ဟိုဘက်ကိုမလွန်အောင်ထိမ့်ချုပ်နိုင်ပြီးတော့တကယ်အသေးစားဖြစ်တဲ့ကဘာကြီးထဲမှာဖြစ်တဲ့အရာတွေကဘာကြောင့်များမထိမ့်ချုပ်တာလဲနော်အဲ့ဒါတွေကညမဘော်ဒီရတွေတက်တာကမ္မနိယာမတို့သိတ္တနိယာမတို့ပိတ္တနိယာမတို့ဥတ္တနိယာမတို့အဲ့ဒီသဘောတရားတွေညမဆိုတာဖြစ်မဲ့တရားတွေတက်တယ် အဲ့ဒီတက်မှာသူလုံးနေတဲ့အရာတွေရှိတယ်အဲ့ဒါကဘယ်ဖျားမှဖန်သိနေရမလို့တွေ့သူဖြစ်နေတာနော်ကဘာကြီးကိုထိန်းချုပ်ပြီးတော့ဘာကြောင့်များကဘာတွေကလူတွေကမထိန်းချုပ်တာပဲပေါ့